ျွန်မဖတ်မိတဲ့စာအုပ်တွေအပိုင်း၃ခုကနေပြန်လေ့ကျူရပါတယ်။အပိုင်း၃မှာဖတ်ပြသွားတဲ့စာအုပ်ကတော့ဆိုင်းဆရာမြင့်တန်းရေးသားထားတဲ့မိုးကုံပီဇာတနင်္လာဂျင်းနဲ့စွာလမ်းဆွေရခြင်းနဲ့အခြားဝိထုလိုများဆိုတဲ့စာအုပ်ထဲကဝိထုလိုတစ်ပုဒ်ကိုဖတ်ပြသွားမှာပါ။ဝိထုတို့ရဲ့နာမည်ကတော့တမယတပင်ချမ်းလို့အမည်ရပြီးတော့ ကျွန်မအနေနဲ့အမှတ်ရမိတဲ့ဝိထုတို့တပုတ်ဆိုလဲမမားပါဘူး။တမယာတပင်ချံလိုရီနာကိုအချောင်းပြူရင်ကျွန်တော်တမယာတပင်ချံတို့ပြန်ရောက်ခဲ့ရပါသည်။ကျွန်တော်တဲရဟိုတယ်တို့သူကိုယ်တိုင်ကားမောင်း၍လာခေါ်သည်။ဟိုတယ်မှထွက်၍အတော်ကြာသည့်တိုင်ကျွန်တော်တို့မြောက်သားစကားတခွန်းများမပြောပြကြတော့လေ။အောင်ဆန်းကွင်းကိုကျော်၍ တရိတ်ဆန်ရုံအနီးပါဒီ point တွင်ကားရက်တော့အခါသူကကျွန်တော်ကိုဖျက်ကြည့်ရင်းနေသည်နေမိန်းမနဲ့တမီးတွေနေကောင်းလားကျွန်တော်ကအသာကောင်းညိတ်ပြရင်မိမာတခြားမေးစရာတော့မရှိဘူးလားဟုမေးလိုက်မိသည်လူရင်းနာကမီးစိမ်သွားသဖြင့်ကားကိုမောင်းနေရင်ခုနေတော့ဒါပဲမေးစရာရှိတယ်အချိန်တန်ရင်ထပ်မေးမှာပေါ့ဟုပြန်ပြောသည် ဒီတော့ကျွန်တော်ကပဲမစီမဆိုင်အကြောင်းအရာတစ်ခုကိုပြောလိုက်မိပြီ။နင်းနဲ့ပရာဒိုနဲ့ဆိုတော့ကြီးမနေဘူးလား။စပိုကားလေးပါလေဝဲပါလား။လိုရီနာကကျွန်တော်ကိုလက်မကြည့်ပဲနင်းတိကျင်လို့မေးတာလား။ဝေဖန်တာလား။တွယ်ဝိုက်ပြီးနင်းကဖြစ်စေချင်တာကိုအကြံပေးနေတာလားဟုပြန်မေးသည်။လိုရီနာရဲ့ ငငယ်ကလေးကစကလုံးကိုအကြအနာကောက်တတ်သောအချင်းရှိ၍သူ့ကိုကျွန်တော်ပြန်လဲရှင်းမပြတော့ပဲရှေ့ကသွားနေသောကားများ၏နောက်မီးများကသာအတိတ်ပဲမရှိလှမ်းကြည့်နေလိုက်မိသည်အရင်ကဘန်းရေခဲဆိုင်ကိုခေါ်သောကားမှတ်တိုင်အနာသူ ဖြတ်လာသောအခါကျွန်တော်သည်ဘယ်ဘက်သို့လှည့်ကဟိုဟိုဒီဒီကြည့်လိုက်မိသည်ကို သူကတတိထားလိုက်မိပုံရသည် ကိုရင်ထုံတို့အဲ့ဒီမှာမရှိကြတော့ဘူးဟုကျွန်တော်ကမမေးပဲသူကကားမောင်းနေရင်လှမ်းပြောလိုက်သည်ငါဘာရှာတယ်ဆိုတာနင်ဘလို့သိတယ်လဲဟုသူ့ကိုကျွန်တော်ကလှမ်းမေးလိုက်သည့်အခါသူကကားမောင်းနေရင်ကားမောင်းမျက်မှန်အဝါရောင်အောက်ကသူ့မျက်လုံးတစ်လုံးကိုအသာမှိတ်ပြပြီးပြန်မေးလိုက်သည်ဒီနားမှာနင်သိတာပကြီးစရာကိုရင်ထုံးကလွယ်လို့ဘသူရှိလို့တော့ ကျွန်တော်တွေအတော်ကြာဘာမှပြန်ပြောစရာမရှိတော့ရာရာတို့မှပြောင်းလဲနေမှန်တော့လေကျွန်တော်ဒီတနေ့ရာတွင်ရက်ရွေကြံနေရစ်ခဲ့သည်ဟုမြင်လိုက်မိသည့်တိုင်ခုဆန္ဒနဲ့ကိုရက်ကြံနေတာလားဘာကြောင့်လဲဆိုတာမဝေဖွယ်နိုင်အတော်ကလေးကြာတော့အခါနင့်ဘဲဘက်ကလမ်းကြားနှက်မိလားဟုလိုရီနာကလမ်းနေရင်သူ့ဘာသာဖြေလိုက်သည် ချင်းချောင်း Avenue နဲ့ထိန်နာကအငယ်ဦးသိမ်းမောင်နေတယ်လေ။စာကြည်တမတ်လေး။အဲ့ဒီကဆက်သွားရင်လမ်းတော့မှာမြင့်မိမအမျိုးတွေလေ။ဟိုစကားများများနဲ့အဖွားကြီးလေ။ Mrs. Timmong ခေါ်ရမဟုတ်လား။အေးအေးဟုဖြေလိုက်မိတော့လေ။ကျွန်တော်တိတ်မသေးချင်လား။မသေးချင်လားဒီအချိန်လေး။ ကျွန်တော်ဘာကြောင့်တမ်းများတပင်ချန်တို့တွားနေရသည်ပဲသိမသိကြလိုရီနာမတို့တကယ်ပဲတမ်းများတပင်ချန်ကိုတွားဖို့လိုအပ်သလားနင့်အတွက်တော့ငါမပြောနိုင်ပေတဲ့ငါအတွက်တော့လိုတယ်လို့ပြောရမှာပဲငါညီကြီးကိုဂရိပေးထားခဲ့တယ်ညီလေးဆုံးတာဒီနေ့ရှင်းနေပြည့်သလားဟုကျွန်တော်မေးလိုက်မိသည် အေးဟုပြန်ဖြေပြီးနောက်အတော်ကြကြသူကဘာမှပြန်ပြောမနေတော့ပဲနေပြီးမှလမ်းမေးလိုက်ပြန်သည်မြင့်မှာတခြားအရေးကြီးတာတွေလုပ်เสียရှိလားမရှိပါဘူးဟာငါအနေနဲ့ကဒါမျိုးတွေကိုနားမလည်တတ်ဘူးခံစားချက်မရှိဘူးဆိုတော့ငါဘာသာတွေးကြည့်လိုက်မိလို့ပါဘာတွေးကြည့်မိလို့လဲဟုလိုရင်နာကကမောင်းနေရင်နေလိုက်ပြန်သည်ကျွန်တော်ကတခုဖြေမိဟုစဉ်းစားနေစဉ် သူကပဲဆက်၍ပြောလိုက်ပြန်သည်ငါတခုပြောပြရစီဟဲတို့တွေဟာလူတွေဟာတခါတလေအတိတ်ပဲရှိလို့အဲ့ဒါလိုမှမဟုတ်ရင်လေအတိတ်ပဲတီးလို့လောက်ကင်နေကြတာမဟုတ်ပါဘူးတကြောင်ကြောင်ကြောင်ခံစားချက်ကြောင့်လုံးတင်တယ်ထင်လို့ဆိုတော့ကိုချင်းတရားဆိုင်ရာအတိတ်ကြောင့်စတဲ့အကြောင်းကြောင်းတွေကြောင့်လောက်ကင်နေကြတာတွေလည်းရှိပါတယ်လူတွေရဲ့အပြုအမူတွေဟာ နင်တိုင်းထွာနေတဲ့ပေရန်နဲ့တော့လေအမြဲတမ်းတော့အံ့ကြမနေနိုင်ဘူးထင်တယ်။ကျွန်တော်သူပြောသမျှကိုနားထောင်နေလိုက်မိပြီ။လိုရီနာကားမောင်းနေသည်ကိုဘေးလိုက်အသာကြည့်နေလိုက်မိသည်။သူပြောလိုက်သောစကားများကိုပျော်စီပြက်စီပြောလိုက်ပုံမရသဖြင့်ကျွန်တော်ကသူ့ကိုရဲစရာ ပြန်ပြောမိဟုစိတ်ကူးထားသည်များကိုအကောင့်ထဲမပေါ်လိုက်ရတော့အင်းအကန်ကံမောင်ရိုးကို ကျွန်တော်မြင်နေမိတော့လဲကံရည်ကိုမတွေ့ရကားရဲတွင်တူတူကလေးဖွင့်ထားသော စီဒီမှတခြင်းတံကိုကျွန်တော်ထောက်လျှောက်သတိမထားမိခဲ့တော့လဲရုပ်တရက်ကျွန်တော်သတိထားလိုက်မိသည်ကျွေမလို့နဲ့ဝင်ဝင်မလို့နဲ့ကျွေဆိုသလားပဲကျွန်တော်ကတခြင်းတံကိုနည်းနည်းကျင်ခလုတ်ကလေးကိုအသာလက်ဖြင့်တောက်လိုက်တော့ခါ ရိုရင်နာကသူ့ညာလက်ဖြင့်ကျွန်တော်လက်ကို ပုတ်ချလိုက်ပြီးစီဒီပိတ်သည့်ခလုတ်ကိုနှိပ်လိုက်သည်။ချင်းတန်ပြောက်သွားပြီးခဏကြာမှ sorry ဟုလမ်းပြောပြီးအမှဆက်မပြောဘဲနေသည်။မိမိဟာငါလက်ကိုကင်ပြီးအသက်ထွက်သွားသည်ဟုပြောလိုက်တော့လိုရင်နာ၏အတန်ကြားရမှကျွန်တော်လည်းသူ့ကိုလက်ကြည့်လိုက်မိသည်။သူကကားကိုမြင်းနီလမ်းထဲသို့ချိုးခွေလိုက်သည်။ မြင်းနီလန်းသည်ကတ္တရာလန်းကဲ့သို့ငှက်ပြောင်း၍ချောမွတ်မနေဘဲချိန်ခွက်များနှင့်ဖြစ်သည်လမ်းဘေး၌တွေ့လိုက်ရသောပင်လယ်ကပီးပင်အချို့၏လှုပ်ရမ်းလိုက်ပုံမှာတို့ကိုမှတ်မိသလားဟုကျွန်တော်ကိုလှမ်းပြနေသလိုပဲဟုထင်လိုက်မိသည်တမယာတပင်ချန်ရှိ၌ကားရက်သည့်အထိလိုရီနာကဘာမှပြန်မပြောသဖြင့်ကျွန်တော်လည်းဘာမှမမေးပဲမပြောပဲနေလိုက်မိသည် ခြံကိုဦးကောင်းစံကြီးကစောင့်ပေးတယ်။သူကညီညီကိုလည်းတန်ရောစင်ရှိရမဟုတ်လား။သူတကားလာဖွင့်ပေးပါလိမ့်မယ်ဟုပြောရင်လိုရီနာကကားဟုံးကိုနှစ်ချက်တီးလိုက်သည်။ခြံတကားမှာကျွန်တော်တို့မိသားစု၏ခြံဝင်းတကားများတွင် အစင်လာတစ်ခုအဖြစ်တုပ်လေးရှိသော အောက်ပိုင်း၌အစင်းရင်အောင်တုပ်ထားပြီးအပေါ်ပိုင်းတွင်အဖြူရောင်တုပ်ထားသည်။ ဦးကောင်းဇံကတကားဖွင့်ပေးပြီးနောက်လိုရီနာကကားမောင်းဝင်လိုက်တော့အခါအိုမင်းလာပြီးဖြစ်တော့ဂန်ကော်ဘင်များကိုကျွန်တော်သတိထားလိုက်မိပြန်သည်ဂန်ကော်ဘင်နေတော့ဦးလာပြီးဖွင့်ရောဖွင့်သေးလားလိုရီနာဟုတ်တယ်ဂန်ကော်ဘင်တွေကဦးလာပြီးဒါပေမဲ့ဘလောက်ဦးရွှေနူထွက်ချိန်တိုင်းထွက်သေးတယ်ဖွင့်ချိန်တိုင်းဖွင့်သေးတယ်လိုရီနာကကားကို တင်းရဲ့ပင်ကြီးအောက်တွင်ရပ်လိုက်ပြီးဆင်းဟုတခွန်းသာထပ်ပြောသည်ကျွန်တော်ကဥကောင်းဆန်ကြီးနဲ့မာကျောင်းတာကျောင်းစကားပြောနေစဉ်သူကဥကောင်းဆန်ကိုအိမ်တကားဖွင့်ထားသလားဟုလှမ်းမေးပြီးကျွန်တော်ညာလက်မောင်းကိုလှမ်းဆွဲလိုက်ကလားဟုတခွန်းသာပြောပြန်သည်ကျွန်တော်သည်ကျွန်တော်၏စင်ကျင်တုံတရားတစ်ခုမှမပါဘဲလုံတဲ့သည်ဟုမသိစိတ်ကဆဲ့ဆော်သမျှကိုလိုက်လုံနေပုံရသည် ခုံဆောင်ကလေးတိုင်းအင်္ဂလိပ်ရှိရာသို့လျှောက်လာစဉ်လိုရီနာသည်ကျွန်တော်ရှေ့မှရုတ်တရက်ရက်လိုက်ပြီးကျွန်တော်မျက်နှာကိုတည်တည်ချာချာကြည့်ကံမေးသည်နေ့ညီကလေးနေသွားတဲ့အိမ်နေ့ညီကလေးတည်သွားတဲ့အိမ်ကိုနေမကြည့်ချင်ဘူးလားကျွန်တော်ခေါင်းထဲတွင်ဘာကြောင့်ဘာဖြစ်လို့စသဖြင့်မေကုံးပေါင်းများစွာခုံပေါက်ဖြေးလွှားနေကြပုံရတော့လေသူ့ကိုဘာမှပြန်မပြောဖြစ်ပဲ ကောင်းမောင်းမြင့်မြန်ချွတ်ထားသောကြောင့်ယခုမှတင်းသေးချာချာမြင်ရသောသူ့မျက်လုံးများကိုကြည်နေမိသည်ဘာသာစကားများအပြင်အမြဲလိုတင်းမာနေရတော်လဲသူ့မျက်လုံးများသည်ကိုစဉ်ကလိုပဲအားငယ်နေသေးသည်ဟု ကျွန်တော်သတိထားလိုက်မိသည် ကျွန်တော်ကဘာမှမပြောပဲသူနှင့်တန်းတူဖြစ်အောင်ရှောက်လိုက်ရင် သူ့လက်မောင်းကိုအသာပုတ်ပြီးသွားဟုတခွန်းသာပြောလိုက်တော့အခါ ရိုရီနာသည်ဘာမှမပြောတော့ပဲအိမ်ဘက်သို့အသာဆက်၍ရှောက်သွားတော်သည်အင်္ဂလိပ်မှာအတော်အတန်ပြုပင်၍စောက်ထားသဖြင့်အရင်ကပုံစံမျိုးမဟုတ်တော့အထူးသဖြင့်နောက်ဖက်စီတွင်ဝရဏကိုအကျယ်ကြီးပြန်ပြန်ထားသည်ကျွန်တော်တို့ဝရဏဘုံမှာထမင်းစပွဲနှင့်ကလထိုင်များချထားရပင်ထိုင်လိုက်သောအခါဦးခေါင်းဆန်သည်အချိုးရီတပလင်းဝီစကီတပလင်းနှင့်ဖန်ခွက်နှစ်ခုယူလာပြီး ငယ်ကောင်ကမင်းအတွက်ထားခဲ့တာဟုပြောသည်။ဦးကောင်းစံကကျွန်တော်တို့ပါကြီးကကျွန်တော်တို့ကိုခေါ်သည့်အတိုင်းကြီးကောင်အလက်ကောင်ငယ်ကောင်ဆိုသည့်အသုံးနှုန်းများနဲ့ရှင်ပါနေသူဖြစ်သည်။လိုရီနာကဝီစကီပလင်းကို ကျွန်တော်ရှေ့တွန်းပေးလိုက်ရင်ကိုကိုဒီလာတဲ့အခါတောက်ဖို့လို့ပြောပြီးညီညီကထားခဲ့တာနင်တောက်ချင်တော့မတောက်ချင်တောက်ချင် စရီတော့တောက်ပါဟာဟုပြောသည်။ ကျွန်တော်ကဘာမှမပြောပဲဝီစကီပလင်းကိုဖွင့်ကဖန်ခွက်ထဲလက်သုံးလုံးခန့်ထည့်လိုက်ပြီးမှဝီစကီတောက်တာပဲဟဲ့အစိတ်တို့ရေနံစီလိုတောက်တာမှမဟုတ်တဲ့ဟာဟုပြောရင်သူ့ကိုလှမ်းကြည့်လိုက်မိသည်လိုရီနာကတောက်လက်စအချွေးဖန်ခွက်ကိုအသာချလိုက်ရင်ဘာမှမပြောတော့ပဲကျွန်တော်ကိုစိုက်ကြည့်နေသည်ထိုအကြည့်ထဲတွင်နေဟာဘာမှခံစားချက်မရှိတဲ့လူမျိုးပဲဟုပြောနေသလားဟု ျွန်တော်စိတ်ထဲမှာဖြစ်လာမိသည်သူကဘာမှမပြောဘဲခေါင်းအတာခါလိုက်ရင်းထိုင်နေသောခုံဤအနေထားကိုပြောင်းလိုက်သည်ညီညီမစုံရင်တလားလောက်ကလေးကမရတော့ဘူးဆိုတာသိကြတယ်ဒီတော့အန်ကယ်တင်ထွန်းနဲ့တိုင်ပင်ကြတယ်အန်ကယ်ကပဲအကြံပေးတယ်အန်ငယ်ကလေးကညီညီကအမကိုအမကြီးတယောက်လို အားကိုးတယ်ဒီတော့သူ့ကိုခေါ်ပြီးပြောခိုင်းရတာပဲ။ အဲ့ဒီနေ့ကဆက်ဒရက်လဲပါတယ်အန်ဂယ်ကိုရိုင်းလဲပါတယ်လိုရီနာဒီကျွန်တော်ကိုနားထောင်စေခြင်းပဲပြောသည်လားသူ့ဘာသာ ပြောခြင်းပဲပြောသည်လားမသိပါညီညီကမတုံ့လောက်ဘူးကျွန်တော်သိပါတယ်တဲ့နင်ကလည်းပြောဘူးဘူးတဲ့လူဆိုတာဖြစ်လာကလေးကတေပင်းဖို့တောင်းဝင်ရှိနေတယ်တဲ့ဒီတော့သူမသေးခင် စိတ်အေးအေးဖြစ်အောင်စီမံချင်တာတွေစီမံနိုင်အောင် ူညီပေးဖို့ပြောတော့အငယ်ကသူ့မိတ်ဆွေရှင့်နေတရားခေါ်ပေးတယ်။သူပေးချင်တာတွေသူ့ပကြီးကားတွေဆေးတွေအပါဝင်စည်ရင်းစရာနဲ့လုပ်ပြီးနောက်ဆုံးဒီတမ်းများတပင်ချံကိုငါနာမည်ပြောင်းပြီးငါကိုပေးချင်ခဲ့တယ်ဖြစ်ပါလေရော။လိုရီနာကစကားကိုခဏရပ်လိုက်ပြီးအချို့ရဲ့တငုံတောက်လိုက်စဉ်ကျွန်တော်ကခြံရီနောက်ဖေးစီမှာငပြောတော့ကိုလှမ်းကြည့်လိုက်ရင်ဝီစကီတုံတောက်လိုက်နေသည် လိုရီနာကကျွန်တော်ကိုတစ်ချက်လှည့်ကြည့်လိုက်မယ်။ခြံနောက်ဘေးဘက်တို့ပဲမျက်နှာမူထိုင်ရင်ဆက်ပြောပြန်သည်။ငါမလိုချင်ဘူးလို့မြင်တယ်။ငါဆောင်းလျှောက်ထားပေးပါဆိုရင်ဆောင်းလျှောက်ပေးပါမယ်။ယူတော့မယူပေးရစီနဲ့လို့နင်းလဲတည်တာပဲ။ငါမှလည်းအမွေရထားတာတွေကအများကြီး။ငါမှဘာမှမလိုဘူးဆိုတာ။ဒါပေမဲ့ဘလို့မှပြောလို့မရဘူး။အန်ကယ်ရောအမ်မာရောဆက်ဒရစ်ကပါဝိုင်းပြောကြတယ် ညီညီစိတ်ဖြောင့်ပြောင့်နဲ့ဖြစ်စေခြင်းနဲ့တဲ့ဒီတော့ငါကဂရီတစ်ခုတောင်းရတယ်တကယ်လို့များနင်းနဲ့နင့်သားသမီးတွေကလိုချင်နေဆိုရင်ငါပေးပေးရစီဆိုတာပဲလူရီနာကစကားရက်လိုက်ပြီးကျွန်တော်ကိုလှမ်းကြည့်သဖြင့်ကျွန်တော်ကအသာခေါင်းခါပြလိုက်နေသည်ထိုခေါင်းခါပြလိုက်ခြင်းနဲ့ဟုတ်တယ်ကိုဆိုလိုသည်လားမဟုတ်ဘူးဟုဆိုလိုသည်လားဆိုသည်ကိုကျွန်တော်ယတိပြတ် ပြောမပြနိုင်ပါအားလုံးစီစဉ်ပြီးတော့တညက်နေအမရဲ့ဆက်ဒရစ်ရဲ့ငါရဲ့ဒီဝရန်ဒါပေါ်မှာပဲညီညီနဲ့ထိုင်ပြီးစကားပြောကြတယ်အဲ့ဒီတော့ညီညီကအောက်ပိုင်းမလုံနိုင်တော့ဘူးဝီချဲနဲ့ပဲနေရတော့တယ်မဆုံးခင်တပတ်လောက်မှပဲထင်တယ်အဲ့ဒီမှာညီညီက ပြောပြတယ်ဒီတမ်းများ တပင်ချံကိုငါရတဲ့တယ်နင်တို့ဘာကြီးဒုက္ခက နင်တို့ညီကို၃ယောက်ကိုဖေးခဲ့တာသူ့မျိုးဆက်တွေလက်ထဲမှာခြံခဲ့စေခြင်းလို့ပဲတဲ့ဟာနင်တို့၃ယောက်နဲ့အပတ်သက်ဆုံးလူပဲတဲ့နင်ကတော့ပြန်လာမှလည်းမဟုတ်ဘူးဘလို့ခံစားချက်မှလည်းမရှိဘူးတဲ့ကျွန်တော်ပြုံးလိုက်မိဒီမှာကျွန်တော်ဘာသာဘာလို့မီးဘူးမဆုံးဖြတ်ရခင် ဖြစ်ပြီးကျွန်တော်ဘာသာအပြစ်တစုံတရာကျူးလွန်မိတယ်လို့ဖြစ်သွားမိတယ် ျွန်တော်ပြုံးလိုက်နေဒီမှာကျွန်တော်ဘာသာမလုပ်နိုင်ဘူးမဆုံးဖြတ်ရခင် ဖြစ်ပြီးကျွန်တော်ဘာသာအဖြစ်တစုံတရာကျူးလွန်မိတကယ်တော့ဖြစ်သွားမိသည်မင်းတို့အကိုကြီးနဲ့ငါ့ကိုပေးစားမယ်လို့စီစဉ်ကြတော့ကမိကြီးကမကျေနပ်ဆုံးပဲနောက်မှအမကပြောပြတယ်မိကြီးကအမစီတော်တော်ပြီးပြောပြရင်ဟုတ်တယ်အကိုကြီးနဲ့ငါကခုနှစ်နှစ်လောက်ကြာတာကိုနောက် ်လင်းတို့အကိုကြီးနိုင်ငံသားမှာပညာသင်သွားရင်ဆုံးတော့မိမိကအတော်ပြော်ဆိုပဲလင်းနဲ့ငါ့ကိုယူစေခြင်းတည်းအဲ့ဒီတော့ကလူကြီးတွေကပါအဲ့ဒီလိုဖြစ်စေခြင်းတော့မဟုတ်ဘူးလားကျွန်တော်အသာပင်ခေါင်းပြိပြလိုက်နေပါသည်ဒါပေမဲ့သူခင်များဝမ်းနဲ့နေရှာတာဟုလိုရီနာကဆက်ပြောပြန်သည်အဲ့ဒီနေ့ညနေကငါလက်ကိုကင်ရင်အားလုံးရှိမှာ ူ့လေတံတက်တက်နဲ့ပြောတယ်ကျွန်တော်ကမမကို အမြဲချစ်နေတာတဲ့ဘူရီနာကလက်ကင်ပေါ်အဖြစ်သူ့မျက်လုံးအိမ်ထဲမှာလိမ်ဆင်းလာတော့မျက်ရည်စကိုအတာတုပ်လိုက်ဒီကိုကျွန်တော်တွေ့လိုက်ရသည်သူ့အိမ်ထဲမှာနေကမျက်မှန်ကိုထုတ်ကတက်လိုက်ရင်လက်ကင်အိမ်ထဲမှာဝေဘူးကလေးတစ်ခုကိုထုတ်ကဒါညီညီပြနေလာတဲ့အခါ ိုတမယာပင်ကြီးခြေရင်မှာကျဲစီကျင်တာသူဆန်နာပဲ။သွားသွားကျဲလိုက်ချီဟူပြောသည်။ကျွန်တော်အဖို့မှမူအတိပယ်တစုံတရာမရှိတော့လေ။လိုရီနာသည်သူ့နေကမျက်မှန်ကိုအသာချုပ်ကမတက်ထရင်တုံဆိုင်နေတော့ကျွန်တော်ကိုစိုက်ကြည့်နေသဖြင့်ကျွန်တော်လည်းဘာမှမပြောတော့ပဲထိုင်ရမှအသာထပြီးဝေဘူးကလေးထဲမှပြများကိုတမယာပင်ကြီးအောင်လိုက်အသာကျဲလိုက်ပြီးတော့သည် ဖီးကဝရန်ဒါပေါ်သို့ပြန်လာပြီးနောက်ဖန်ခွက်ထဲမှဝီစကီလက်ကျန်ကိုအသာငုံလိုက်တော့ကလိုရီနာက ခုလိုနေတာနေတဲ့တမနဲ့ညီညီဟာဒီနေရာက ထိုင်ပြီးခြံနောက်ဘေးဘက်ကိုကြည့်ရင်ငါလက်ကိုကန်ပြီးအသက်ထွက်သွားရှာတယ်ဟုပြောသည်သူတို့ပြောနေစဉ်က နေကမျက်မှန်တက်ထားသဖြင့်လိုရီနာမျက်ရည်ကျမကျကျွန်တော်မပြောနိုင်ကျွန်တော်ကဝီစကီဘလင်းကို ကောက်ကန်ရင်ငါထမင်းစားပြီးသွားကြရအောင်ဟုပြောရင်သူ့ပကုံးကိုတတပုတ်လိုက်မိသည်တမယာတပင်ခြံမှထွက်လာပြီးနောက်မြင်းနီလန်းကလေးပေါ်မှလမ်းမကြီးပေါ်သို့ရောက်ရှိလာသောအခါကျွန်တော်ကလိုရီနာအကိုကြီးဆုံးသွားတဲ့နောက်နင်းနဲ့ငါ့ကိုလူကြီးတွေကပေးစားဖို့စီစဉ်တော့ကနင်းငါ့ကိုကြိုက်သလားဟုမေးလိုက်မိသည်အဲ့ဒီတော့က ငါနဲ့ကိုကြိုက်နေတယ်ထင်တယ်ဟုကားမောင်းနေရင်သူကချက်ချင်းပြန်ဖြေပြီးခဏကြာမှငါနဲ့ကိုဆယ်တန်းလောက်ကလေးကကြိုက်မိနေတယ်ထင်တယ်ဒါပေတဲ့ငါကငါ့ကိုမယူပြရစေနဲ့လို့ရင်းခဲ့တယ်မဟုတ်လားကျွန်တော်ဒီလွန်ခဲ့သောနှစ်ပေါင်း30ကျော်ကသူ့ကိုရှင်းပြခဲ့သောစင်ကြယ်များကိုပြန်၍ရုပ်ပြရပြန်သည် မင်းကိုယောက်ျားတယောက်အနေနဲ့မကြိုက်เสียဘာမှမရှိဘူးရုပ်ရည်ကအစပညာရှိတယ်ဂုဏ်ရှိတယ်ဒါပေမဲ့နင်ကခံစားတတ်တယ်ဝမ်းနည်းတတ်တယ်လွမ်းတတ်တယ်ငါရင်ကလည်းပြောဘူးသားပဲငါအဖိုးကတော့လွမ်းနေတာဆွေးနေတာခံစားတာတွေဟာလူဘဝရဲ့အချိန်တွေအလကားဖြုံးပြစ်လိုက်တာပဲလူဟာတိရစ္ဆာန်တွေ ထက်တာအများကြီးပဲ ဒါပေမဲ့လူဟာတိရိစ္ဆာန်တွေထက်ညံ့တာကတော့ရန်တတာပဲနင့်ကောင်ကပြောခဲ့ပြီးပါဘောနင့်ကောင်ကမကြိုက်လို့မဟုတ်ဘူးနင့်မှာဘာအပြစ်မှမရှိဘူးငါအနေနဲ့လွမ်းတတ်တဲ့သူလွမ်းကျင်တဲ့သူနဲ့တက်တက်လုံးအတူမနေခြင်းလို့ပဲမယန်းကုန်းလမ်းဆောင်တွေမိမိတစ်ပြင်းကားကိုရက်လိုက်တော့ခါလိုရီနာကသူ့အကျင့်အတိုင်းကားမောင်းမျက်မှန်အဝါအောင်မှာသူ့မျက်လုံးတစ်ဖက်နှိပ်ပြလိုက်ရင် ခက်လောင်လောင်အပြုံးဖြင့်ခုလိုတခါတလေတွေ့တာမျိုးကတော့မင်းမှာပြည့်တနာမရှိဘူးမဟုတ်လားဟုပြောသည်ကျွန်တော်ကဘာမှပြန်မပြောမိပဲကားပြင်လမ်းဘေးတစ်ဖက်သို့ကြည့်လာပြုံးနေလိုက်မိစဉ်လိုရီနာကမေးပြန်သည်တမ냐တပင်ချန်နဲ့ပတ်သက်လို့ငါတခုမေးစမ်းပြရစီနင်တို့ပါကြီးကရေကြီး၄၅ဧကမှာဂန့်ကော်လိုထင်းယူးလိုအပင်ကြီးတွေကအစား ိမ့်ပန်းတွေတစ်ခွရရောခြံနောက်မှာလဲတရက်ပင်အုံကြီးနဲ့ငပြောတော့နဲ့တကယ်တစ်တော်ကလေးတစ်ခုလိုဖန်နီးပြီးခြံကြီးကိုမြိုင်းလိုနာမည်ပေးထားခဲ့တယ်မဟုတ်လားမြိုင်းဆိုတဲ့နာမည်ကသူ့နဲ့အကြောင်းမပါလိုက်ရတဲ့သူ့ငယ်ကြီးစားနာမည်ဆို ဟုတ်လားဟုတ်တယ်ဖြည့်စရာမလိုတဲ့နေကွန်းပဲဟေးဟေးငါကြီးကြီးကျယ်ကျယ်ပဲမပြောချင်ဘူးငါသိချင်တာပဲငါမေးတာ ငါ့ကိုပညာရှိလို့ဖြေမနေနဲ့ဟုလိုရီနာကပြောရင်မယန်းကုန်းလမ်းစုံအနီးမှာခြံနဲ့ဝင်းနဲ့စားတောက်ဆိုင်တစ်ခုအတွင်းကားကိုချိုးခွေလိုက်သည်ညီတို့ညီကိုတို့တွေလက်ထက်မှာဘာဖြစ်လို့တံမြာတပင်ချမ်းလို့ပြောင်းပြေးရတာလဲခြံကြီးတစ်ခြံလုံးထဲမှာတံမြာပင်ကလည်းဒီတပင်ပဲရှိတာကိုညီတို့ကဘာစိတ်ကူးနဲ့နာမည်ပြောင်းပြေးလိုက်တာလဲငါကပြောင်းလိုက်တာပါဟုပြောကကျွန်တော်ဝန်ခံလိုက်မိသည် ကိုကြီးဆုံးပြီးတော့နင်းနဲ့ငါလည်းမယူပြကြတော့ဘူးဆိုတဲ့အချိန်မှာငါညီကြီးကိုအကျိုးအကြောင်းပြောရင်နာမည်ပြောင်းဖို့သူ့စီကသဘောတူညီချက်ရယူခဲ့တယ်။ကိုကြီးမရှိတော့ဒီချန်ကြီးကို သူနဲ့ငါပဲပိုင်တော့တာကိုငါရှင်းလာဖို့သူကသဘောကျတယ်။ပြီးတော့သူ့တသက်ငါတသက်မှာငါပေးတဲ့နာမည်ကိုထပ်မပြောင်းကြစရန်သဘောတူညီချက်ယူပြီးငါကတမညာတပင်ချန်ရဲလို့နာမည်ပြောင်းလိုက်တာ ဒါပေမဲ့ဟဲ့တမ်မြာပင်ကတပင်တည်းရှိတာဟုလိုရီနာပါဇက်ကအတိတ်ပဲအသေးချာမဖော်နိုင်သောစကားတခုထွက်လာသည်ဟုတ်တယ်တမ်မြာပင်ကတပင်တည်းရှိတာဒီတော့တမ်မြာတပင်ချံပေါ့တခါကမြိုင်ကိုအစွဲပြုပြီးနာမည်ပေးထားတဲ့ခြံကြီးကိုငါကတမ်မြာတပင်ချံလို့ပြောင်းလိုက်တာပေါ့ညီညီနဲ့ငါအတွက်ကတမ်မြာတပင်ဟာအလုံးထက်ထူးခြားနေတာကို နင်မကြိုက်လို့နာမည်ပြောင်းချင်ရင်ပြောင်းလိုက်ပေါ်နင့်သဘောပါဟုပြောလိုက်တော့အခါလိုရီနာသည်အံ့အားသင့်သွားသည့်မျက်နှာဖြင့်ကျွန်တော်ကိုလှမ်းကြည့်နေသည်ကျွန်တော်ကိုကြည့်၍လိုရီနာကခေါင်းကိုဖြည်းဖြည်းခါပြသည်အော်တမယာကကတပင်ထဲကိုဟုသူ့ဘာသာရေရွတ်နေရမှာခေါင်းကိုခတ်တတာညကကျွန်တော်ကိုမပွင့်တပွင့်ပြုံးပြလိုက်သည် ကျွန်တော်ကသူ့ကိုပြုံး၍သာ ကြည့်နေမိသည် ကျေးဇူးတင်ပါတယ်။နောက်ပိုင်းနေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။